ပြည်သူများအားလုံးမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့1998ခုနှစ်ကထွက်ရှိခဲ့ပြီးတော့စကားကောင်းတဲ့တကားဖြစ်တဲ့ What Dreams May Come ဆိုတဲ့ရုပ်ရှင်ကားလေးကို recap လုပ်ပေးသွားမှာပါရုပ်ရှင်အစမှာတော့ကလေးတကုဆရာဝန်ဒေါက်တာ Chris Nelson ဟာဆွစ်ဇာလန်ကိုပန်းဖြေခရီးတစ်ခုထွက်ကလေပေါ်မှာအားယူနေတဲ့အချိန် Annie Collins ဆိုတဲ့ဗကြီးဆရာမလေးရဲ့လေနဲ့တိုက်မိသွားပါတယ်အဲ့ဒီကနေစလို့သူတို့နှစ်ယောက်ဟာခင်မင်သွားခဲ့ကြပြီးတော့နောက်ဆုံးမှာတော့ချစ်သူလေးဖြစ်သွားကြပါအာဝါဟဝိဝါဟာပြုတ်လိုက်ကြပါတယ် ဒီလိုနဲ့တာယာတဲ့ပွာလေးတစ်ခုကိုထူထောင်ခဲ့ကြပြီးတော့အချိန်တစ်ခုရောက်လာတဲ့အခါမှာတော့ Ian နဲ့ Mary ဆိုတဲ့သားနဲ့သမီးနှစ်ယောက်လည်းထွန်းကားလာခဲ့ပါတယ်။ဒါပေမဲ့ဒီနေ့မှာတော့သူတို့မိသားစုအပေါ်ကိုကန်ဆိုးမိုးမောင်တစ်ခုကြားရောက်လာခဲ့ပါတယ်။အဲ့ဒါကတော့သူတို့ရဲ့သားသမီးတွေဟာအကြောင်းကိုသွားတဲ့အချိန်မှာကားတိုက်မှုဖြစ်ပြီးတော့နှစ်ယောက်လုံးဆုံးမသွားခဲ့တာပါ။ဒီလိုနဲ့၄နှစ်ဆိုတဲ့အချိန်ကာလတစ်ခုကြာပြီးသွားတဲ့နောက်မှာ Chris ဆေးရုံမှာအလုံးလုံးနေတဲ့အချိန်မိမဖြစ်သူ Annie ကဒီနေ့ကသူတို့ရဲ့နှစ်ပတ်လည်နေ့ဖြစ်တဲ့အတွက်အိမ်ကိုအမြန်ပြန်လာပြီးတော့နှစ်ပတ်လည်ပွဲလေးဆင်နွှဲမယ်လို့ Chris ကိုဖုန်းဆက်ခေါ်ခဲ့ပါတယ်။ ဒါနဲ့ခရစ်ဟာကားမောင်းပြီးတော့အိမ်ပြန်လာခဲ့ပြီးလမ်းရောက်မှာတော့ကားတိုင်မိုးတစ်ခုကြုံခဲ့ရပါတယ်။သူကတော့ကားကိုအချိန်မီရပ်လိုက်နိုင်ခဲ့တဲ့အတွက်ဘာမှစိုးစိုးရွားရွားမဖြစ်သွားခဲ့ပေမယ့်ဆရာဝန်တယောက်ဖြစ်လာကြောင်းကားတိုက်ခံရတဲ့သူကိုကူညီဖို့ကားပေါ်ကဆင်းသွားခဲ့ပါတယ်။ဒါပေမဲ့ကံမကောင်းစွာပဲနောက်ထပ်ကားတစ်စီးကလည်းမော်တော်ဆက်ဖြစ်ကလေးပေါ်မှာပြန်ဝဲလာခဲ့ပြီးနောက်ဆုံးမှာတော့ခရစ်ရဲ့ကိုဘော်ပြုတ်ကြကခရစ်ကိစ္စရှော့သွားခဲ့ပါတယ်။အဲနောက်မှာတော့ခရစ်ဟာသူ့ခန္ဓာကိုယ်ကိုသူပြန်မြင်နေခဲ့ရတဲ့အတွက်သူသေသွားခဲ့ပြီဆိုတာကိုသိလိုက်ရပါတယ်။ဒီလိုနဲ့ခရစ်ရဲ့ဝိညာဉ်ဟာသူ့အိမ်ကိုပြန်သွားခဲ့ပြီးတော့သူ့အိမ်ကခွေးကတော့သူ့ကိုမြင်နေရတဲ့အတွက်ဟောင်းနေခဲ့ပါတယ်။ အဲ့နောက် Chris ကထူးဆန်းတဲ့အတန်တစ်ခုကိုကြားနေရပြီးတော့အတန်လာရကိုကြည့်လိုက်တဲ့အချိန်မှာဘသူဘဲဝါမန်တဲတဲကွဲကွဲမြင်မြင်ရတယ်သူ့လိုဝိညာဉ်တကောင်ကိုတွေ့လိုက်ရပါတယ်အဲ့ဒီဝိညာဉ်က Chris ကိုတည်ခြင်းတရားကိုလက်ခံလိုက်ဖို့ပြောနေပေမဲ့ Chris ကတော့အိမ်ထဲကိုဆက်ဝင်သွားခဲ့ပါတယ် အဲ့နောက်မှာတော့သားသမီးတွေရောခင်ပွန်းရောဆုံးရှုံးလိုက်ရလို့ပူဆွေးတော့ကရောက်နေတဲ့သူမင်းမအန်နီကိုတွေ့လိုက်ရပါတယ်ဒီလိုနဲ့ဇာပနာခန်းသားကျင်းပတဲ့နေ့မှာဝိညာဉ်ဖြစ်နေပြီဖြစ်တဲ့ခရစ်ဟာအန်နီကိုထိတွေ့ဖို့ကြိုးစားပါတယ်အန်နီကတော့ခရစ်ကိုမမြင်နိုင်တော့ပေမဲ့ခရစ်ကသူမကိုထိတွေ့ဖို့ကြိုးစားတဲ့အချိန်သူမရဲ့အနားမှာထူးဆန်းတဲ့အငွေ့အသက်လေးတစ်ခုကိုခံစားနေခဲ့ရပြီးတော့ခရစ်သူ့နားမှာရှိနေတယ်လို့ယူဆကပူဆွေးနေခဲ့ပါတယ်လူနဲ့ဇာပနာပွဲပြီးသွားတဲ့ခါမှာတော့အန်နီဟာဆရာဝန်မှားထားတဲ့အတိုင်းစိတ်သက်သာရအောင်ဒိုင်ယာရီရင်းနေခဲ့ပါတယ် ဲ့ဒီချိန် Chris ကအန်နီနဲ့ဆက်သွယ်ဖို့ထပ်စူးစမ်းခဲ့ပြီမယ်။အန်နီကတော့ပြန်မလာနိုင်တော့တဲ့သူမရဲ့အခင်ပွင့်ရဲ့အငွေ့အသက်လေးတွေကိုပြန်ခံစားလာရတဲ့အတွက်ပူဆွေးရင်းနဲ့ပူဆွေးနေခဲ့ရပြန်ပါတယ်။ဒါကြောင့်ဝိညာဉ်ပွားရောင်းတွေဖြစ်တဲ့ Chris ဟာသူ့အန်နီရဲ့အနားမှာဆက်နေရင်အန်နီပို့ပြီးတော့နာကျင်ပူဆွေးရလိမ့်မယ်ဆိုတာကိုသိရှိတဲ့အတွက်သူ့ရဲ့ဝိညာဉ်ကိုလွတ်မြောက်ခွင့်ပေးလိုက်တော့ပူဆုံးဖြစ်လိုက်ပါတယ်။အဲ့ဒီနောက်မှာတော့ Chris ဟာကောင်းငင်ပုံမှာပြန်ပြီးနိုးထလာခဲ့ပြီးတော့အဲ့ဒီနေရာကလည်းအန်နီရဲ့ပကြီးကားတွေထဲကအတိုင်းဖြစ်လို့နေခဲ့ပါတယ်။ တခါတော့ကတည်သွားခဲ့တဲ့သူတို့ရဲ့ခွေးလေးကေရီကလည်းအဲ့ဒီမှာရှိနေတာကိုသူတွေ့လိုက်ရပြီးတော့ခုနကဘသူဘဝမှန်းတဲတဲကွဲကွဲမသိတဲ့သူကိုလည်းတေချာပြင်မြင်နေရပြီဖြစ်ပါတယ်။အဲ့နောက်မှာတော့ဒီကောင်းငယ်ပေါ်မှာဘာမဆိုဖြစ်ချင်တာဖြစ်လို့ရတဲ့အကြောင်းနဲ့ဒီဘုံဘော်ကဘယ်ရာကိုမဆိုစိတ်နဲ့ထိန်းချုပ်လို့ရတဲ့အကြောင်းခရစ်တီသွားခဲ့ပါတယ်။ လွန်နဲ့ Chris နဲ့ Holo ကရေကန်လေးခုကိုဖျက်ကျော်ပြီးတော့သူတို့နေထိုင်မဲ့အိမ်လေးစီကိုရောက်လာခဲ့ကြပါတယ်။အဲ့ဒီအိမ်လေးရဲ့ပုံစံအဆွဲလဲ Annie ဆွဲထားတဲ့ပကြီကားတွေကစက်ကူးရဲ့အိမ်လေးပုံစံအတိုင်းပါပဲ။ဒီလိုနဲ့ခဏနေတော့သူတို့ coffee တောက်ပြီးသွားတဲ့ခါမှာတော့ Chris နဲ့အတူပါလာတဲ့သူက Chris ကိုဒီညဒီပုံမှာကိုပြစ်ချင်တဲ့အရာကိုဖြစ်အောင်လုပ်ဖို့စိတ်ကိုဘလို့အသုံးချရမလဲဆိုတာတွေကိုသင်ပေးနေခဲ့ပါတယ်။အဲ့ဒီချိန်တစ်ဖက်မှာတော့ Annie က Chris ကိုသတိရတဲ့အနေနဲ့ပကြီကားတစ်ခုကိုဆွဲနေခဲ့ပြီးတော့သူမှအသက်ပင်ပုံတစ်ပုံဆွဲလိုက်တဲ့အချိန်မှာတော့ Chris ရဲ့ကောင်းငယ်ပုံမှာလည်းအဲ့ဒီအသက်ပင်ဟာရုပ်တရက်ပေါ်လာခဲ့ပါတယ်။ အဲ့ဒီနောက်ပန်းလွေကြမှာရက်နေတဲ့အန်နီကိုခရစ်တွေ့လိုက်ရတဲ့အတွက်ခရစ်တရောက်သူမဆီကိုအပြေးသွားခဲ့ပါတယ်။ဒါပေမဲ့သူမအနောက်ကိုရောက်တဲ့ခါမှာတော့သူမဟာပျောက်ကွယ်သွားခဲ့ပြီးတော့ခဏကြာမှကုနာကပေါ်လာတဲ့တစ်ပင်ကိုခရစ်တွေ့လိုက်ရပါတယ်။ခရစ်ဟာအရင်ကဒီနောက်မှာဒီတစ်ပင်မရှိပါဘူးလို့ရေးဝလိုက်ပြီးတော့ဒီတစ်ပင်ကဘလို့ဖြစ်လို့ရုပ်ကရက်ပေါ်လာရလဲဆိုတာကိုနားမလည်နိုင်ဖြစ်နေခဲ့ပါတယ်။ဘေးကပေါ်လာတဲ့သူကဒါဟာခရစ်နဲ့အန်နီတို့ရဲ့အားကောင်းတဲ့ဆက်ချင်းဆက်နွယ်မှုကြောင့်လို့အမှတ်ချက်ပေးခဲ့ပါတယ်။သူတို့နဲ့ဟာတယောက်နဲ့တယောက်ဘဝချင်းခြားသွားကြတာတောင်ပြန်ပြီးတော့နီးစပ်ချင်နေကြတာပါ။ အခုလို့တွေဖြစ်လာရတာပဲဖြစ်ပါတယ်အဲဒီနောက်မှာတော့ Chris ဟာကန်ဆာတစ်ခုမှသူ့သမီးလေး Mary ရဲ့ကြားရုပ်လေးကိုတွေ့သွားခဲ့ပြီးတော့သူ့သမီးလေးနေမကောင်းဖြစ်တော့ကသူ့အလုံးမသွားပဲနဲ့သူ့သမီးလေးနားမှာနေက chest stone လေးတင်ပေးခဲ့တာတွေကိုပြန်ပြီးတတိယနေခဲ့ပါတယ်နောက်တော့ Chris ကတည်သွားတဲ့သူ့ခွဲလေး KD ကိုတော့ဒီမှာပြန်တွေ့နိုင်သေးရင်သူ့ရဲ့ကလေးတွေကိုလည်းဒီပုံမှာရှာရင်တွေ့နိုင်တယ်လို့သဘောပေါက်သွားခဲ့ပါတယ်အဲဒီစကားကိုကြတော့သူနဲ့ပါလာတဲ့သူကအဆန္ဒရှိမှသာတွေ့ပါလိမ့်မယ်လို့သင်ပြောခဲ့ပါတယ်။ဒီလိုနဲ့နောက်တစ်နေ့မှာတော့ Chris တဲ့ပါလာတဲ့သူကတခြားဝိညာဉ်တွေကိုလမ်းပြရအောင်မှမလို့ Chris ကို Leona ဆိုတဲ့ကောင်မလေးတစ်ယောက်ကိုထားခဲ့လိုက်ပါတယ်။ အဲ့နောက်လီယိုနာကခရစ်ကိုဝိညာဉ်နဲ့ပျော်ပျော်ပါပါနေထိုင်နေကြတဲ့မြို့တော်တစ်ခုစီကိုလိုက်ပြခဲ့တယ်။ခဏကြာမှာတော့လီယိုနာနဲ့ခရစ်ဟာလေရစည်းပေါ်မှာထိုင်နေခဲ့ကြရတဲ့စကားတွေပြောနေခဲ့ကြပါတယ်။ဒီလိုနဲ့ခရစ်ကသူ့ရဲ့သမီးမယ်ရီအကြောင်းကိုလီယိုနာကိုပြောပြခဲ့ပြီးတော့အခုလီယိုနာခေါ်လာတဲ့နေရာကသူ့သမီးမယ်ရီရဲ့ပကြီးကားထဲကနေရာနဲ့တောင်တူးတဲ့အကြောင်းပြောနေခဲ့ပါတယ်။နောက်ဆုံးမှာတော့လီယိုနာကသူ့သမီးမယ်ရီဖြစ်နေမှခရစ်သိလိုက်ရပြီးတော့တားဖားနဲ့ရောက်ပြန်လည်ဆုံလေးသွားခဲ့ပါတယ်။အဲ့ဒီချိန်တစ်ဖက်မှာတော့အန်လီဟာသူ့ခင်ပွန်းနဲ့သူ့သားသမီးတွေတေးရတာသူ့ကြောင့်လို့တွေးနေခဲ့ပါတယ်။ကလေးတွေကိုသူမကိုယ်တိုင်ကြောင်းလိုက်ပို့လို့ရရတဲ့တာနဲ့မလိုက်ပို့လို့အခုလိုဖြစ်ရတာဆိုတဲ့အကြောင်းနဲ့ သူ့ယောက်ျားကိုအိမ်ပြန်ခေါ်လိုက်မိတာကြောင့်သူ့ယောက်ျားတေဆုံးလာတာဆိုပြီးတော့သူမကိုသူမအပြစ်တင်နေခဲ့ပါတယ်ဒီလိုနဲ့တောကပေါ်မြများစွာနဲ့ပူဆွေးနေရတဲ့အန်ဒီဟာနောက်ဆုံးမှတော့သူမကိုသူမအဆုံးစီရင်လိုက်ပါတော့တယ်ခရစ်ဟာသူမင်းမလူပြေမှာတေဆုံးသွားပြီဆိုတဲ့အကြောင်းကိုသူနဲ့ပါလာတဲ့သူကလည်းလက်ဆင့်တိလိုက်ရပြီးတော့ငိုကြွေးနေခဲ့ပေမဲ့သူမင်းမခံစားနေရတဲ့အပူမီးတွေငိမ့်သွားတာပေါ့လို့ဖြစ်သိနေခဲ့ကမကြခင်သူတို့နဲ့ဒီကောင်းငယ်ပေါ်မှာစုံစည်းရတော့မယ်လို့ထင်နေခဲ့ပါတယ်အဲ့မှာလည်းအန်ဒီဟာတဘာဝအတိုင်းတည်ခြင်းတရားကိုရင်ဆိုင်ရတာမဟုတ်ပဲလေသူ့ကိုယ်သူအဆုံးစီရင်လိုက်တာဖြစ်လို့ကောင်းငင်ဘုံကိုမရောက်ပဲတဲ့ငရဲကိုသာရောက်သွားပြီဖြစ်ကြောင်းခရစ်နဲ့ပါလာတဲ့သူကခရစ်ကိုပြောပြပါရတယ် ။အဲဒီစကားကိုကြာတော့ခရစ်စတီးယားဒေါသတွေထွက်သွားခဲ့ပြီးသူနဲ့အန်နီတို့ရဲ့စိတ်ချင်းဆက်နွယ်မှုကိုအသုံးချကအန်နီကိုငရဲခါနဲ့သွားခဲ့လာဖို့ဆုံးဖြတ်လိုက်ပါတယ်။ငရဲကိုသွားဖို့ဆိုတာပြန်လည်းမရှိလောက်အောင်အန်နီရများလွန်လာကြအောင်ခရစ်နဲ့ပါလာတဲ့သူဟာမသွားဖို့ခရစ်ကိုတားခဲ့ပါတယ်ဒီလိုနဲ့သူတို့နှစ်ယောက်အငဲခုံနဲ့ဖြစ်ခဲ့ကြပြီးနောက်ဆုံးမှာတော့ခရစ်နဲ့ပါလာတဲ့သူကခရစ်ရဲ့ဆန်နောက်ကိုလိုက်ရောပေးလိုက်ရတယ်ဒါကြောင့်သူတို့ကိုငရဲကိုလိုက်ပို့ပေးမဲ့ထရက်ကာဆိုတဲ့ဘဲကြီးနဲ့သွားတွေ့ခဲ့ပါတယ်ထရက်ကာကအန်နီဟာဘုံကြီးချသွားပြီဖြစ်လို့ခရစ်နဲ့ပြန်တွေ့လဲခရစ်ကိုမှတ်မိမှာမဟုတ်ကြောင်းပြောပေးမယ်ခရစ်ကတော့အန်နီသူ့ကိုမှတ်မိလဲနေပါစေ ။ဘာဖြစ်ဖြစ်အန်နီကိုငရဲကနေကယ်ထုတ်မယ်ဆိုပြီးတော့ငရဲပြည်ကိုခရီးဆက်လာခဲ့ကြပါတယ်။ဒီလိုနဲ့သူတို့ရဲ့ငရဲကိုဒိုးတဲ့ခရီးဟာကြမ်းတမ်းကတ်တံခဲ့ပြီးလမ်းမှာငရဲကောင်စိုးလေးတွေတိုက်ခိုက်တာကိုလည်းခံခဲ့ရတာသူတို့တင်မော့ပါအတုပဖြစ်သွားခဲ့ရပါတယ်။ဘာဖြစ်ဖြစ်နောက်ဆုံးမှာတော့သူတို့တောင်းလုံဟာတင်မော့အပြက်စီးတွေနဲ့ပြည့်နေတဲ့ငရဲပြည်အဝင်ဝကိုရောက်လာခဲ့ပါတယ်။ဒီလိုနဲ့အဲ့ဒီနေရာကိုဖျက်လာကြရင်လည်းခွဲစာတုတ်သားအီရန်တဲ့တုန်းကအကြောင်းတွေကိုပြန်စဉ်းစားမိနေတဲ့အတွက်အန်နီကိုအာယုံခံဖို့ခက်ခဲနေခဲ့ပါတယ်။ ဟိုးရန်ချင်းတော့ကခရစ်ဟာသူ့ရဲ့သားကိုပညာတတ်တယောက်ဖြစ်စေဖို့ဆုံးမနေတဲ့အချိန်သူ့သားအီယန်ကကျွန်တော်ကအဖေလိုမတော်ဘူးလို့ပြန်ပြောလိုက်တဲ့အတွက်ခရစ်ကအဖေမင်းကိုယုံကြည်တယ်တကယ်လို့အဖေသားငယ်ရဲ့ကိုသွားခဲ့ရမယ်ဆိုရင်တော့အဖေအနာမှာမင်းကိုပဲရှိစေချင်တယ်လို့ပြန်ပြောခဲ့ပါတယ်အဲ့ဒီချက်ကိုပြန်တွေးမိသွားတဲ့နောက်မှာတော့ခရစ်ဟာသူ့နဲ့အတူတူငယ်ရဲ့ကိုပါလာတဲ့ခြားလူတယောက်ပုံစံပေါက်နေတဲ့သူကိုသူ့သားမနားလဲသွားခဲ့ပြီးသားဖနဲ့အပွင့်ဖက်လိုက်ကြပါတယ်ဒါပေမဲ့သူသားအီယန်ရှိနေခရစ်စိတ်ပြန့်လွင့်ပြီးတော့အန်နီရှိတဲ့နေရာကိုအာယုံခံလို့မရမှာဆိုတော့ကြောင့်ထရက်ကာကသူ့သားကိုထားခဲ့ခံလိုက်ပြီးတော့အန်နီကိုဆက်ရှာခဲ့ကြပါတယ် ီလိုနဲ့ tracker နဲ့ crest တို့ငဲပြီးတဲ့ရောက်တဲ့အခါမှာတော့မောင်လေးရဲ့အချစ်တွေကိုလေးလူရှုလို့မြေမြုပ်ခံနေရတဲ့မမတွေပါဝင်တခြားသောမြေမြုပ်ခံနေရတဲ့သူတွေကိုအများကြီးတွေ့လိုက်ရပါတယ်တနေရာရောက်မှာတော့ Chris ဟာလူပြီက Father ကြီးကိုပါတွေ့လိုက်ရပြီမယ်။မိမကပိုရေးကြီးနေတော့မိမကိုသာဆက်ရှာခဲ့ပါတယ်။နောက်ဆုံးမှတော့သူမိမ Annie ကိုတွေ့သွားခဲ့ပြီးပြေးသွားတဲ့အချိန်မှာတော့အပေါက်ကြီးတစ်ခုလည်းကိုဝုံးဝန်းနဲ့ပြုတ်ကျသွားခဲ့ပါတယ်။အခုရောက်တဲ့အခါမှာတော့ Chris ဟာသူနဲ့ Annie တို့ရဲ့စိတ်ကူးရဲ့အိမ်လေးကိုခြောက်ခြားစရာပုံစံမျိုးနဲ့တွေ့လိုက်ရပါတယ်။အဲဒီနောက် Tracker က သူဟာလူပြည်တော်ကခရစ်ရဲ့ဆရာအယ်ဘတ်ဖြစ်ခဲ့ကြောင်းခရစ်ကိုဝန်ခံခဲ့ပြီးတော့နောက်3မိနစ်နေလို့မှသူတို့ငယ်ပြည်ကမထွက်နိုင်ရင်ငယ်ပြည်မှာပဲထာဝရပိတ်မိသွားလိမ့်မယ်လို့ပြောပြလာခဲ့ပါတယ်။ဒီလိုနဲ့ခရစ်ဟာ3မိနစ်ဆိုတဲ့အချိန်လေးအတွင်းမှာအန်နီကိုငယ်ပြည်ကကယ်ဖို့ဆုံးဖြတ်လိုက်ပြီးတော့အိမ်ထဲကိုဝင်လာခဲ့ပါတယ်။ အိမ်ထဲဝင်ရောက်တဲ့ခါမှာတော့အန်နီကိုတွေ့ရပြီမယ်အန်နီကသူ့ကိုလုံးဝမမှတ်မိတဲ့အတွက်ကြောင့်သူ့ကိုသူအန်နီရဲ့အိမ်လေးချင်းတယောက်အဖြစ်ဟန်ဆောင်ပြီးတော့အန်နီစီကိုချင်းကပ်ခဲ့ပါတယ်ဒီလိုနဲ့သူတို့နှစ်ယောက်ထိုင်စကားပြောကြတဲ့အချိန်ခရစ်ဟာသူ့တည်သွားတဲ့မိမအကြောင်းပြောပြမယ်လို့ဆိုကအန်နီမှတ်မိအောင်လို့သူတို့အတိတ်တုန်းကဘလောက်ချစ်ခဲ့ကြတာတွေပျော်ရွှင်စွာအတူတူအချိန်လေးကုန်ဆုံးခဲ့ကြတာတွေကိုပြန်ပြောပြနေခဲ့ပါတယ်အဲ့မှာလည်းထင်သားသလိုဖြစ်မလာပဲအန်နီကဘာမှမမှတ်မိလာတဲ့အတွက်ကြောင့်ခရစ်ဆာစောင့်ပြတ်ချက်တစ်ခုကိုချလိုက်ပါတော့တယ်။အဲ့ဒါကတော့ခရစ်ဆာကောင်းငင်ဘုံကိုပြန်မသွားတော့ဘဲနဲ့ငရဲမှာပဲအန်နီနဲ့ထာဝရနေခဲ့တော့မှာပဲဖြစ်ပါတယ်။ ဲ့ဒီနောက် Chris ဟာ tracker ကိုသူ့ငယ်မှာပဲနေခဲ့တော့မယ်အကြောင်းပြောလိုက်ပြီး tracker မပြန်ခင်သူ့ရဲ့သားသမီးတွေကိုသူ့ရမ်းချစ်တဲ့အကြောင်းပြောပြပါလို့မှာနေခဲ့တယ်။ tracker ပြန်သွားတဲ့အချိန်မှာတော့ Chris ဟာအိမ်ထဲကိုပြန်ဝင်လာခဲ့ပြီးထပ်စူးစမ်းကြည့်ခဲ့ပါတယ်။ Chris ဟာ Annie ကိုသူ့ခွင့်လွှတ်တဲ့အတွက်ကိုယ့်ကိုယ်ကိုအပြစ်ရှိတယ်လို့မခံယူဖို့အကြောင်းနဲ့ Annie ကအတိတ်ကအကြောင်းတွေကိုပြန်သတိရသွားပြီးတော့အမြဲတမ်းယာသွားဖို့ဆိုရင်သူ့ငယ်ရမ်းမှာထောင်ရနေရမယ်ဆိုရင်လည်းနေနိုင်ကြောင်း Annie ကိုပြောနေခဲ့ပါတယ်။အဲဒီနောက်မှာတော့ Annie ဟာတစုံတစ်ခုကနေတစုံတစသတိရလာခဲ့ရင်းနဲ့နောက်ဆုံးမှာတော့သူ့ရဲ့လူပြည်ကအကြောင်းတွေအားလုံးကိုပြန်မှတ်မိလာခဲ့ပါတယ်။ ။နောက်ဆုံးမှာတော့ Chris ဟာ Andy ကိုကောင်းငင်ပုံစံပေါ်လမ်းပြလိုက်နိုင်ခဲ့ပြီးတော့ Andy ဟာလည်း Chris ကိုငရဲမှာမထားခဲ့နိုင်တဲ့အတွက် Chris ကိုဘယ်တော့မှအရှုံးမပေးလိုက်ဖို့ပြောနေခဲ့ပါတယ်။ဒီလိုနဲ့နောက်ထပ်ဇာတ်ဝင်ကမှာတော့ခရစ်ဟာကောင်းငင်ပုံမှာနိုးထလာခဲ့ပြီးအဲ့ဒီမှာအန်နီလည်းရှိနေကာအယ်ဘတ်ပါဝင်သူ့ရဲ့သားသမီးတွေအားလုံးလည်းမူလပုံစံပြောင်းရပြီးတော့အားလုံးစုံစုံလင်လင်ရှိနေတာကိုတွေ့လိုက်ရပါတယ် ီလိုနဲ့မိသားစုအားလုံးပြေဝရွှင်ရွှင်နဲ့ပြန်ဆောင်ခဲ့ကြပါတယ်အဲ့နောက်မှာတော့ခရစ်စာအန်နီကိုကတ်တိုးလေးတနေရာကိုခေါ်သားခဲ့ပြီးတော့သူတို့အတူတူလူပြန်ဝင်စားကြမလားလို့မေးခဲ့ပါတယ်အန်နီကတုံဆိုင်နေတဲ့ခါမှာတော့ခရစ်ကကိုရောဟာရေဇက်ပါတဲ့သူတွေဖြစ်တဲ့အတွက်တေချာပေါက်လူပြန်မှာပြန်တွေ့မှာပါလို့ပြောပြီးတော့ကောင်းကင်ဘုံပြုတ်ပြုတ်တွေပေးခဲ့ကြပါတယ်လူနဲ့နောက်ဆုံးဇဝင်ကံမှာတော့ကောင်လေးတယောက်ရှိနေတဲ့လှေကိုကောင်မလေးရဲ့လှေကဝင်တက်လိုက်တဲ့ဇဝင်ကံကိုပြတ်တက်ထားပြီးတော့အဲ့ဒီကလေးနှစ်ယောက်ဟာခရစ်နဲ့အန်နီတို့နှစ်ယောက်ဖြစ်ကြောင်းဖော်ပြသွားခဲ့ပါတယ်။အဆုံးလေးကြည့်ဖို့ပေးကြတဲ့ဒရယ်ပိတ်သမ ्या အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါခင်ဗျာ။